အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ10ရက်ကျသာရီနေ့နနေ့ခင်းစစ်ရေးတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ဖလားမျိုးအခြေဆိုင်အမှတ်268ခြေလင်းတက်ရင်ခန်းစစ်စစ်ကြောင်းကိုအဓိကကိုကဲခဲ့သူကတော့ဒုတိယဖိုးမှုကြီးဝင်းစော်လက်စစ်တပ်ကတို့အပတ်စဉ်52ပဲဖြစ်ပါတယ်ဒေတာကိုကဲမှုစစ်တွေကလည်းရှင်နေရီဖြစ်စဉ်နဲ့ညှိပြီး G1 2G1 စစ်ဦးစီးမှုပထမဆုံးအဖြစ် ြောင်းချွေခဲ့ရတာဖြစ်ပါတယ်။ချွေနယ်ဒီဖြစ်စဉ်ဆိုတာ2019ခုနှစ်ဝင်းကျင်ကရခိုင်ပြည်နယ်ကြောက်တော်ကနေဒူးဒီတောင်ကိုဘင်္ဂလားဒေ့နေသားခြံစည်းရိုးခတ်မဲ့ကြီးစောက်လို့ရေးအင်ဂျင်နီယာအဖွဲ့တွေကညစ်သွင်းသွားဂျေရင်လိုင်းနဲ့ချက်တလို့ပို့ဆောင်ရမှာအရခတက်တော်ကလမ်းကနေဆွဲစီလိုက်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ကလေးမျိုးအခြေဆိုင်အမှတ်30တပ်မတော်တမ်းမြင့်လေးကျင်းအကြောင်းကိုအုပ်ချုပ်မှုဌာနမှုဖြစ်ရောက်ရှိလာပြီး အာနာသိန်းကြီးတွေကခရိုင်စီမံကောင်စီဝင်ဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ပလန်ခံစစ်ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒူတိုင်မူဘုံမူးချုပ်မိုးဟိန်းအလုပ်တင်ဖို့25နဲ့အခြေကျစစ်ဗျူဟာဟာခါတို့ကဓာတ်ရိုက်ကိုကဲခဲတာဖြစ်ပါတယ်။ဒူတိုင်မူလို့သူကချင်းပြည်နယ်မှာတိုက်ပွဲပြင်းထန်နေတဲ့ကလေးကဟာခါမှာအခြေပြုကိုကဲနေရတာဖြစ်ပါတယ်။ဒီတိမ်မှာနေမြေကန်တိုင်းဌာနချုပ်အဖြစ်အမှတ်169ချင်းလင်းတိုင်းရှိပေမဲ့လက်ရှိအနေအထားမှာထန်တလန်ကိုပို့ထားတာဖြစ်ပါတယ်။ အမှတ်269ချီလင်တိုင်ရဲ့တိုင်ရင်မှုကဒုတိယဗိုလ်မှူးကြီးတင်အောင်ဟဲစစ်သက်ကလေးအပတ်စဉ်46ဖြစ်ပါတယ်။လက်ရှိချိန်တီးတိမ်မှာတွန်းဆန်မျိုးကဆုတ်လာတဲ့အဖွဲ့တွေရဲ့တတ်မှတ်စီစစဲတတ်မှတ်17ရဲ့တတ်ချုပ်ရှိနေပုံရပါတယ်။မြေပြင်မှာတော့ဇက်အာရီကိုထောက်ပံ့ပေးထားပြီးတွန်းဆန်ကိုတိုက်စစ်ဆင်ခိုင်းနေတာဖြစ်ပါတယ်။ချင်းတော်လန်ရဲ့အဖွဲ့မျက်စိကြားမဲ့မျိုးဟာတီးတိမ်ဖြစ်လာနိုင်ွယ်ရှိပြီးဇက်အာရီဇူမီရီဗော်လူရှင်းအာမီကိုလည်းတိုက်ခိုက်ကြရအောင်မှာဖြစ်ပါတယ်။ ရောင်းတက်နဲ့ညောင်ကျိုးဒေသကိုပေါင်300တွေတုံးပြီးလေချောင်းကနေဓာမြန်တိုက်ခိုက်နေသေးဖြစ်ပါတယ်။အုတ်ရှိပင်နဲ့ဗရောင်းမျိုးတို့ဟာအမှန်တိုင်းပြောရရင်စိတ်ချယုံကြည်ရတဲ့အခြေအနေမှာမရှိပါဘူး။ကပ္ပဇာဆက်ယုံကထွက်လာသူတွေအခြေချတဲ့နေရာလို့တောင်ပြောလို့ရပါတယ်။ညောင်ချေတော့တိုက်စစ်အတွက်မြင့်ရှိပဲကန်းကနေပူပေါင်းအဖွဲ့တွေစိတ်ဝင်လာခဲ့ရင်အထူးသတိထားပါနတ်ဖို့အရေးကြီးပါတယ်။ထုံးပေါ်မှာတမတော်ကြီးစားဆက်ယုံရှိပါတယ်။ ရခိုင်စက်မှုတ်တက်လက်အောက်ကနေမာစတာဖြစ်တွေထုတ်လုပ်ခဲ့ခါယခုခါမှာတော့ဒုတရမှုတွေရှိတဲ့ Grand Tiger မော်တော်ယာဉ်တွေကိုတက်ဆင်ထုတ်လုပ်ခြင်းတွေပြုလုပ်ပြီးတက်မတော်နဲ့စီးပြပွဲမှာစစ်ကောင်းဆောင်မင်းအောင်နိုင်ရှိတဲ့ကားကိုလည်းအဲ့ဒီဆက်ယုံကနေထုတ်လုပ်တာဖြစ်ပါတယ်။အဆိုပါမော်တော်ယာဉ်ကိုဒီဇိုင်းရေးဆွဲသူကတော့ရေချုပ်ဟောင်းတင်အောင်ဆန်းရဲ့တမက်ဗိုလ်ကြီးဟောင်းကျော်လိုင်ဝင်းဖြစ်ပါတယ်။အဲ့ဒီဆက်ယုံကမရှိနေဟာအချစ်တော်အားရှာမှာအကောင်းဆုံးနေဖြစ်နေလို့စစ်တပ်ဟာစက်မှုတ်တက်နဲ့စက်မှုတ်နဲ့ကိုတပ်ပိုင်ဖြစ်သိမ်းယူထားခဲ့တာဖြစ်ပါတယ်။ ရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအနမ်းဝင်းဗျူဟာကုန်းဟာအမှတ်၁စစ်ဗျူဟာမှုဘုံမူကြီးမင်းဟင်းကျော်ဦးစီးပြီးတော့ခံစစ်ဆင်နေတာဖြစ်ပါတယ်။ဝဲကလေးခြေဆိုင်အမှတ်၄တက်မလို့တိုင်းမြင့်လေးပြင်းအကြောင်းကဒုတိယကျောင်းကြီးကိုဒူတိုင်းမှုခန့်လိုက်ပြီးနောက်ပိုင်းလက်နက်ချမလို့ဖြစ်နေရာကနေပြန်လဲမာကျော်လာတာကိုတွေ့ရပါတယ်။စစ်ဗျူဟာတင်းနဲ့တူကြိုက်ထုအခြေဆိုင်ဒုတိယဘုံမူကြီးဝနအောင်ဦးစီးတဲ့အမှတ်၄ခြေပြန်တိုင်ရင်ကြာရင်စိတ်ကြီးအခြေဆိုင်ဒုတိယဘုံမူကြီးတန့်နေဝင်ဦးဆောင်တဲ့အမှတ်၄၈၃ခြေလင်းတိုင်ရင် ကျောင်းရအခြေဆိုင်အမှတ်983ချင်းမြန်တရင်နဲ့အာယူတော်အခြေဆိုင်အမှတ်989ချင်းမြန်တရင်တို့ရှိနေတဲ့ဆိုပေမဲ့စုစုပေါင်းအင်အားကတော့ဒဏ်ရာရသူတွေပါမ222ယောက်ပဲရှိတာဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနေပြည်တော်ကနေယာယီရှောင်းတိတ်မဲ့ဆိုတဲ့ခံမှန်းချက်ဟာနှိဆက်လာနေပြီဖြစ်ပါတယ်ချက်ခင်ရက်ကပြင်ဦးလွေဖြစ်နိုင်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ယနေ့တမျိုးထပ်တုပ်ပြီးခံမှန်းပါမယ်ပကံညာဦးလည်းဖြစ်နိုင်ခြင်းရှိပါတယ် လုံခြုံရေးအတွက်စစ်ကြောင်း၃ကြောင်းထဲမှာလည်းနေပြည်ရှင်းဝင်ရောက်လာနိုင်တယ်လို့သိရှိထားရပါတယ်။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲဂျပန်နိုင်ငံစကိုင်းကနေရတဲ့လက်နက်ခဲယမ်းတွေကတော့အားရစရာဖြစ်ပါတယ်။တိုက်ဆဲရမိလက်နက်တွေကိုကြည်ကြားအဖြစ်အနေဆုံးတမမှုအစင်ကခံစစ်ဆင်ခဲ့တာဖြစ်ပါတယ်။၁၂၀မမဘုံသီးတွေထဲမှာအစိမ့်နုရောင်လိုလိုအပြာနုရောင်လိုလိုတုတ်ထားတဲ့ဘုံသီးတွေက WP မီးစုံဘုံသီးလို့ခေါ်ပါတယ်။ဖော့စဖရက်ထည့်ထားတာဖြစ်ပြီးမီးလောင်ကျွမ်းမှုကိုအားပေးပါတယ်။ ပိုဆိုးတာကမိလောင်ကျွမ်းတဲ့အခါမှာနှိမ့်သက်ဖို့အင်မတန်ခက်ခဲပါတယ်။ဇနီဘာကွန်ဗင်းရှင်းကကန့်တန့်ထားတဲ့ခေယံမျိုးစားဖြစ်ပါတယ်။ဆက်တွေရေးဆက်တွေနဲ့အတူတွေ့မြင်ရတဲ့အထူးအောင်ဆက်တွေကတော့ဂျာမာမျိုးစားဖြစ်ပါတယ်။အဆိုပါဘုံဒီနှလုံးကိုစက်တွေမှတ်တမ်းအဖြစ်ထားဖို့အကြံပြုခြင်းပေမဲ့မနာရီစီပြန်ပစ်ကြွေးတာလည်းကောင်းပါလေ။အရေးကြီးသတိပေးချင်တာကတော့ phosphorus ပါတဲ့ခေယံတွေကိုအခြားခေယံတွေနဲ့အချိန်ကြာကြာအတူထားပြီးတို့လောင်သိမ်းဆဲရမတင်ကြောင်းပါ။ စိမ့်ဆဲရမိတဲ့လက်နေငယ်တွေကဒေနာမတ်တွေအရအမှတ်6ခြေလက်တရင်အမှတ်13ခြေပြန်တရင်နဲ့အမှတ်333ခြေပြန်တရင်ဆိုတော့အင်းတော်မှာအ ਨੇ ဆုံး3ရင်း4ရင်းရောက်နေတယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။ချန်ဒလန်နဲ့ဖလန်မှာလည်းတမ89ရဲ့ WR ရှိနေပြီးဖလန်တက်ကိုပို့ထားတဲ့တရင်တရင်ကတော့ညီကုန်းချုပ်ခဲ့ပြီဖြစ်ပါတယ်။စလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်